အလုံးအမင်္ဂလာပါဒီတဲ့ကတော့နိုဝင်ဘာလ29ရက်29ရက်နေ့မှာတော့ကျွန်တော်တို့ထုချတဲ့ဖြစ်စဉ်တွေကတော့ USA လွှတ်တော်မှာဆိုလို့ရှိရင်ထက်လွှတ်တော်နဲ့အောက်လွှတ်တော်မှာဒီမာလာရဲ့ရွေးကောက်ပွဲကိုကန့်ကွက်ချုပ်ချတဲ့ဆိုတင်သွင်းတဲ့အရာအောင်မြင်မအောင်မြင်ဆိုတဲ့ဟာကိုကျွန်တော်တို့သတင်းမီဒီယာမှာခေစားတဲ့သတင်းတစ်ပုဒ်ဖြစ်တယ်ပြီးလို့ရှိရင်တော့ UNG ရဲ့သတင်းဆိုတစ်ခုထွက်လာတဲ့အရာကငဆာငဆာလို့ခေါ်တဲ့ဒေါက်တာဆာဆာဒေါက်တာဆာဆာလည်း အဲ့ဒီကနေပြီးတော့တတလောက်လိုက်ပြီဆိုတော့တည်င်းအဲ့ဒါလေးစိတ်ဝင်စားစရာကောင်းတဲ့တည်င်းတစ်ခုဖြစ်တယ်ပြီးလို့ရှိရင်တော့မုံရွာမုံရွာစကိုင်းဖက်မှာပေါ့မုံရွာအဲ့ဒီနမခတိုင်းမှုကနေပြီးတော့ဒီစကဆကနေဆွေးစီလိုက်တဲ့တည်င်းကလည်းနော်စိတ်ဝင်စားစရာတည်င်းတစ်ခုနေနဲ့ဒီနေ့တွေ့ရမယ်နောက်တစ်ခုကတော့ပကိုးတိုင်းမှာအေအေကစစ်ချောင်းလိုက်ဖြုတ်လိုက်တဲ့တည်င်းကလည်းစိတ်ဝင်စားစရာတည်င်းတစ်ပုံနေနဲ့ကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီနေ့ပထမဆုံးကျွန်တော်တို့ ကြားမဲ့တည်င်းကတော့ပကိုးတိုင်းဒီဖြူးမျိုးနဲ့အုတ်တွင်းမျိုးနဲ့အဆက်မှာဇက်ကစားဟာဆိုလို့ရှိရင်ဒီပကိုးရုံးမှာအတွက်မှာစစ်ချောင်းထိုးတယ်စစ်ချောင်းထိုးတဲ့နေရာတိုင်းမှာသူတို့လုတ်တဲ့အလုပ်တစ်ခုကမီးရှို့တယ်မိန်းကလေးတွေကိုမတင်းချင်းတယ်ပြီးလို့ရှိရင်ပြည်သူလူထုတွေကိုတတ်ဖြစ်တယ်ဆိုတော့အမျိုးသမီးတွေကိုမတင်းချင်းတဲ့အပြင်ပြည်သူလူထုတွေစစ်ရှိရောက်ကုန်နေပြီးတော့မိန်းကလေးတွေကြတော့မတင်းချင်းတယ်ယောက်ျားလေးတွေကြတော့အကုန်သတ်ဖြတ်တယ်။အော်မိန်းကလေးတွေကြတော့လည်းခုနပြောသလိုမတင်ချင်းပြီးလို့ရှိရင်သူတို့သတ်ဖြတ်လိုက်တယ်။ဆိုတော့ နော်ဒီတည်င်းစုတစ်ခုကိုပထမဆုံးအနေနဲ့ကျွန်တော်တို့ကြားမယ်။စကိုင်းတိုင်းဒီမူရောမြို့ပေါ်မှာဆိုလို့ရှိရင်ဒီရဲ့ဆက်တိုက်နော်ပြီးသူတို့ထုတွေကိုပေါ်တာဆွဲတယ်။နော်ပေါ်တာဆွဲတဲ့အခါကျတော့အတိကသူတို့တတ်တတ်မမရှိတဲ့နော်လူငယ်တွေကိုဖမ်းတယ်။နော်ရောက်ပေါက်40ကျော်ဖမ်းဆီးချင်ကိုခံရတယ်။ဘာဖြစ်ဆိုတော့ဒီဖက်မှာတော်ရလန်ရေးမှာလုတ်တဲ့လူတွေက PDF တွေကအကုန်လုံးလူငယ်တွေဖြစ်တယ်။နော် Gen C တွေ Generation C ဆိုတာတော့ Z ဆိုလို့ရှိရင်တော့မရှိတော့မျိုးဆက်တဲ့ကုံကြီးအတိတ်ပြတော့သူတို့မျိုးဆက် ကနေပြီးတော့နောက်ဆုံးမျိုးဆက်ဖြစ်တယ်အဲ့ဒါကမာလာကိုတော်လန်တာစစ်အနာချင်းခြုံနေအောင်တိုက်တဲ့နောက် generation ဖြစ်တဲ့ဆိုပြီးမှ generation Z ဆိုပြီးမှသူတို့နာမည်တက်ထတာဖြစ်တယ်နော်သူတို့ဘလောက်ထိဖြုတ်နိုင်မယ်မဖြုတ်နိုင်ဘူးဆိုတော့ကျွန်တော်တို့လိနစ်နော်လိနစ်၅နှစ်ရှိပြီဒါပေမဲ့ tolerance ကရှင်သန်နေတော့ပဲအဲ့ဒီစစ်တက်ကရှင်သန်နေလို့မယ်ဆိုတာကိုတွေ့ရတယ်ဆိုတော့ဒီဖက်မှာ tolerance တက်ဖို့တွေဖက်မှာကလူငယ်တွေဖြစ်တဲ့အခါကျတော့ ုဖက်မှာကျတော့ owner ချိုးကန်းနေနောက်တချို့လူတွေဆိုတော့တကက် own နေပြီအတက်ကြီးနေပြီတကက်ကြီးတို့အခုညာတူရခံဖို့တို့ပါတို့ညာတို့ဆိုတာတကက်စစ်ပွဲစစ်ရှင်းမ်းမှာတိုက်နေတဲ့လူတွေက owner ချိုးကန်းနေဖြစ်နေတဲ့ခါကျတော့လိုက်လို့မမီဘူးမမီတော့အခုလူငယ်တွေကိုပေါ်တာဆွဲတယ်เนาะအဲ့ဒီမှာမုံရွာမြို့ပေါ်မှာပဲနှစ်ရက်ဆက်တိုက်သူတို့ကပေါ်တာဆွဲတယ်ရောက်ပေါင်40ပါသွားတယ်ဆိုတော့အဲ့ဒီအရောက်ပေါင်40ကဒေါ်လာရဲ့အတွက်စုံညော့ခလုတ်ပဲနောက်ဟိုမှာရှေ့တက်မှာရောက်တဲ့ခါကျတော့သူတို့က ်မတရားဖမ်းမှတဲ့စိတ်မပါဘူးစသည်ဖြင့်ပြောပြီးတော့လက်နဲ့တွေချတဲ့အဖွဲတွေအဲ့ဒါအဲ့ဒီဖွဲတွေဒါပေမဲ့ဒီဘက်ကပြင်းမင်းတွေပေးတဲ့ခါကျတော့နော်ပြစ်တာနော်အဲ့ဒီမှာအဲ့ဒီခြေတွေကထိလို့ရှိရင်မသေးဘူးနဲ့မနေဘူးလေနော်ဟုတ်ဖက်မှာဘလောက်ပဲနော်သူတို့ကအပေါ်ထောင်တော့ပြစ်မှာမဟုတ်ဘူးလေအနားမှာရှိတဲ့လူတွေကနော်သူတို့ကိုပြစ်မိပေးထားတာနော်စကိတ်မောင်းနေထားတာကိုသူတို့ကလည်းမလို့ဆန်နိုင်ဘူးမလို့ဆိုင်နေတော့အဲ့ဒီခြေတွေကိုဒီခလုတ်တွေဖြုတ်တော့ပေါ့ဖြုတ်လို့ရှိရင်အဲ့ဒီဖြုတ်လိုက်တဲ့ ခလုတ်တွေကကိုလုံးကြီးဆယ်လောက်ထွက်တဲ့ခါကျတော့ဘလို့မှထားလို့မရဘူးလေဟိုဘက်မှာထိလို့ရှိသေးတာပဲဆိုတော့နောက်ဆုံးကျတော့သူတို့အဖမ်းခံတဲ့ခါကျတော့ကျွန်တော်တို့ကစိတ်မပါပါဘူးသူတို့အတင်းအဓမ္မပေါ်တာဆွဲရပါကျွန်တော်ကဟိုမှာသွားတဲ့ခါဖမ်းတာပါစသည်ဖြင့်เนาะစင်ချေဆယ်လက်တွေပေးတဲ့အရာတစ်ခုပေါ့နော်ကျတော့အဖမ်းခံပြီအဲ့ဒီလူတွေကဟိုဘက်မှာရှင်းတယ်မှာဒုက္ခပေးဖို့မယ်သူတို့ကနော်ဆိုတော့အဲ့လိုမျိုးအခုမှုရမှာဖမ်းဆီးခံရတဲ့ဆိုတဲ့တည်င်းကိုတွေ့ရမယ်နောက်တစ်ခုကဒီမကွေးရေစကြို့ အဲ့ဒီမှာလက်နက်ကြီးတွေပြစ်တယ်ပြီးလို့ရှိရင်စစ်ကြောင်းဖိုးတယ်။နော်အဲ့ဒီမှာပြည်သူလူထုရောက်ပေါင်းနော်အဲ့ဒီမှာ9000ကျော်လောက်စစ်ဆောင်ရတယ်နော်စစ်ဆောင်ရတယ်အဲ့ဒါကမကွေးတိုင်းမှာရေစချုံမြို့နေမှာပေါ့နော်အဲ့ဒီမှာသူတို့လက်နက်ကြီးတွေပြစ်တယ်ပြီးလို့ရှိရင်တော့စစ်ကြောင်းဖိုးတယ်ဖိုးတဲ့ခါကျတော့အင်ဒိုမီရှိုးတယ်မတင်းချင်းနဲ့စတဲ့ခါကျတော့သူတို့ကမနေရဲဘူးနော်ပြည်သူလူထုတွေကောလုံးထရက်ပြေးရောက်ပေါင်း9000ကျော်တယ်ဆိုတဲ့ဟာကိုလေကျွန်တော်တို့တွေ့ရမယ်ဒါလည်းစစ်မကောင်းစရာပါပဲနော်စားလဲကျွန်တော်တို့တည်င်းဆိုလို့ပြောရမှာပေါ့နော်နောက်တစ်ခုကမအလိုက်ရဲ့အတူရောက်ရောက်ပွက်ကိုပြက်ပြက်တတ်တတ်ပေးချပေးဖို့ ဒီအမေရိကမှာရှိတဲ့လွတ်တော်နေရက်လက်တော်နဲ့အောက်လွတ်တော်နေရက်မှာရှိတဲ့နိုင်ငံခြားရေးရာကော်မတီဥက္ကဋ္ဌတွေအပါအဝင်အမတ်ကနေပြီးတော့ဒီဒေါ်နာထရပ်နော်သမ္မတထရပ်ကနေပြီးတော့တင်ပြတာပေါ့တင်ပြတာပေါ့နော်အဲ့ဒီမှာထုတ်ပြန်ပေးဖို့တောင်းဆိုတယ်ဆိုတဲ့တင်ကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီဖက်မှာဟိုတရက်နေ့ကကျွန်တော်တို့သိရပြီလေနော် TPS TPS ကိုပိတ်ရချင်းရအတိတ်ကရေချက်ကိုသူတို့ပြောပြပြီလေနော်အမေရိကကနော်ပြောပြပြီအဲ့ဒါကရွေးကောက်ပွဲလုပ်ခြင်းပါဖို့ရှိလို့တဲ့နော် တော့အတိတ်ကတော့ပြောင်းလဲရှိတော့မယ်ဆိုတော့လက်ခံတာပေါ့နော်ဆိုတော့အဲ့ဒီအပြစ်ခတ်ရဆေးရတဲ့ TNL နဲ့ MND တို့တကယ်နော်ဒေါ်လာရင်းမှာသူရေးကောင်းလို့သူတို့သတ်မှတ်ထားတဲ့လူတွေအကုန်လုံးကပြစ်ခတ်ရဆေးပြီးနောက်တခြားလူတွေ NUG တို့ PDF တို့ KNU တို့ KMPP တို့ဒီချင်းလန်ကောင်စီတို့ဘာတို့ချင်းပတ်သက်ဟုတ်လို့အေတို့ဘာမှမပါဘူးသူတို့ကအဓိကမဟုတ်ဘူးနော်အဓိကကတော့ TNL နဲ့ MND ရဲ့ နော်အဲ့ဒီအဖွဲနှစ်ဖွဲကငင်းချမ်းယူတဲ့အတွက်ကြောင့်ငင်းချမ်းပြီလို့ပြောပြပြီလေနော်အဲ့ဒါသူ့ရဲ့သဘောထားပဲလေသဘောထားကအမှန်ကိုသိနေတာပဲဆိုတော့အခုကတော့သူတို့ကတော့တောင်းဆိုကြတယ်နိုင်ငံခြားရေးရကော်မတီဥက္ကဋ္ဌပါတယ်အဲ့ဒီမှာအမှတ်၄ရောက်အများမဟုတ်ပါဘူးအမှတ်၄ရောက်နော်အဲ့ဒီမှာအမှတ်ပေါင်းများများဆိုရှိတဲ့ထက်မှာ၄ရောက်တောင်းဆိုတဲ့ခါကျတော့လေနော်ကျွန်တော်တို့ဘာမှထီအောင်မှုလည်းကျွန်တော်တို့ရှိမှမဟုတ်ဘူးနော်ရှိမှမဟုတ်ဘူးကျွန်တော်မြင်လာတာရှိမှမဟုတ်ဘူး နော်သူတို့ရဲ့သဘောထားကိုပြောပြပြရ TPS တော့မှသိလိုက်ပြန်နော်နောက်ကြည့်ကြအပြတန်းပြတင်းနေပြီဆိုတာသူတို့လက်ခံတယ်လေနောက်တစ်ခုကစကိုက်တိုင်းမုံရွာမြို့ပေါ်အနောက်ပိုင်းတိုင်းနော်အဲ့ဒီစစ်တိုင်းဌာနချုပ်တိုင်းမုံမျိုးမင်းထွေကိုနေပြီးတော့ရထုတ်ရနေပြီးတော့ဖေရှားလိုက်တဲ့ခုံရုံးတင်တယ်နားတော့တင်ကောင်းပဲနော် တတင်းကောင်းပဲဘာဖြစ်လို့ဆိုတော့သူကလက်ပင်လက်ရုံတွေလုတ်တယ်လုတ်ပြီးတော့အခုစကိုင်းမှာဆိုလို့ရှိရင်အဲ့ဒီမှာတိုက်ပွဲတွေအကြအဆုံးနဲ့တော်တော်များတယ်။နောက်များတဲ့အတွက်ကြောင့်သူ့ကိုနေပြီးတော့ရာထိုးကိုပေးလိုက်တယ်ပေးလိုက်ပြီးလို့ရှိရင်သူ့ကိုခုံယုံတင်တယ်ဆိုတော့အဲ့ဒါကလည်းနော်ကျွန်တော်တို့တတင်းကောင်းပဲတတင်းကောင်းပဲအဲ့ဒီနေရာမှာဂလော့ကနော် CUC တက်တူနော်ကျောင်းအုပ်ဆရာကြီးပဲနော်ကျောင်းအုပ်ဆရာကြီး ဘုံမုံချုပ်ကျော်သူရဆိုတဲ့လူကိုအဲ့ဒီမှာအတိတ်ခံလိုက်တယ်နော်အတိတ်ခံလိုက်တယ်တိတ်ပြီးတော့ဒီစကိုင်းတိုင်းမှာရှိတဲ့ဘုံရောမြို့ကနောက်ပတ်တိုင်းစစ်ဌာနချုပ်တိုင်းမှုကအသုံးမချဘူးနောက်တယောက်ကိုစားထုတ်တဲ့အဲ့ဒါကကလောကနော်ကလောကသူရဲ့နာမည်ကဘုံမုံချုပ်ကျော်သူရဖြစ်တဲ့အခုနော်ရာထူးကနေပြီးတော့ဖေရှားချင်းကိုခံရတဲ့လက်ရှိနော်အဲ့ဒီတိုင်းမှုကတော့မျိုးမင်းထွေကိုနေပြီးတော့ဖြုတ်လိုက်တယ်ပြီးလို့ရှိရင်အတိတ်ခံလိုက်တယ်ဆိုတော့အဲ့ဒီတည်င်းကလည်းကျွန်တော်တို့စေဝင်စားစရာတည်င်းတစ်ခုဖြစ်တယ်နောက်တစ်ခုကကျွန်တော်တို့မအလား ငါနေပြီးတော့ဒီ YouTube တွေကိုချင်းပါတော့မယ်เนาะချင်းပါတော့မယ်ဖြစ်တဲ့ခါကျတော့အဲ့ဒီမှာ905ကနဲ့เนาะအဲ့ဒီမျိုးအမှုဖွင့်ခံထားရတဲ့လူတွေနဲ့ဂျာနာစေးဖြစ်တဲ့လူတွေစစ်စေးနေစေးဖြစ်တဲ့လူတွေအချုပ်ထင်းမှာနေတဲ့လူတွေအလုံးဘယ်လောက်ရှိလဲဆိုလို့ရှိရင်9580အဲ့ဒီလူတွေအားလုံးကိုအမှုကနေပြီးတော့ပိတ်သိမ်းလိုက်မယ်ဆိုပြီးတော့ဟိုတရားနေရာကကျင်ရတယ်ဆိုတော့အဲ့ဒီနေမှာပဲတချို့လူတွေကိုလွတ်တယ်နောက်လွတ်တယ်ဆိုတော့ဒီနေ့ကတော့เนาะပြန်ပြီးတော့ခုနကပိတ်သိမ်းပေးလိုက်တဲ့လူအပါအဝင် เนาะလူ8665ဦးကိုလူငင်းချမ်းသာခွန်ပေးလိုက်တယ်เนาะပေးလိုက်တယ်အဲ့ဒီမှာအုပ်ဖို့ထောင်ကနေပြီးတော့အဲ့ဒီမှာလွမြောက်လာတဲ့လူတွေကတော့เนาะ965ယောက်เนาะအဲ့ဒီမှာလွမြောက်လာတယ်ဆိုတော့အဲ့ဒီမှာစုစုပေါင်းရတာခုနပြောသလို8665ဦးကနေပြီးတော့လူငင်းချမ်းသာခွန်ကိုပေးလိုက်တယ်ဆိုတော့အဲ့ဒါကိုချစ်ချင်းအပြင်เนาะအမေရိကတို့ PR ပေးတာတော့တခြားနိုင်ငံကအဓိကတော့အမေရိကပေါ့သူတို့ပြင်မထားတာအမေရိကတကူပဲသူတို့စိတ်ဝင်စားတယ်เนาะအမေရိကက yes ဆိုလို့ရှိရင် yes no ဆိုလို့ရှိရင်သူတို့အတွက်မျှော်လင့်ချက်မရှိသလိုเนาะတကယ်ရုပ်သေးရုပ်တွေကျိုးပြက်တယ်လို့ခံစားရတယ်ဆိုတော့အဓိကတော့အမေရိကပေါ့เนาะအမေရိကကိုအဓိပ္ပာယ်ကတော့နားလက်ပါရိုက်လောက်တာပေါ့เนาะဖိအားတွေများလာပြီဆိုလို့ရှိရင်လွှတ်လိုက်တယ်ဆိုတော့လွှတ်လိုက်တာကောင်းလားဆိုတော့ကောင်းပါတယ်เนาะလုံးဝမလွှတ်တဲ့လူတွေတစ်ထက်เนาะမလွှတ်တာတစ်ထက်လွှတ်တာတော့ နော်အဲ့ဒီမှာရှိတဲ့အယောက်ပေါင်း8666ကလုံငင်းချန်တာခွင့်ရသွားမယ်တချို့လူတွေဆိုလို့ရှိရင်လည်းတကယ့်တော်လိုင်းရဲကိုစိတ်ဝင်စားတဲ့လူတွေကတော့တော်လိုင်းရဲမှာပြန်ရောက်သွားမှာပေါ့နော်ပြောက်သွားမယ်တချို့လူတွေကြတော့လည်းဘာမှမပါဘဲနဲ့သူတို့စိတ်တွေကပုံလုံးကုန်ပြီးတော့အဲ့လိုမျိုး သူတို့လှုပ်ရှားမှာပေါ့ရိုးရိုးသားသားနဲ့လှုပ်ရှားမဲ့လူတွေလည်းရှိမယ်စသဖြင့်အမျိုးမျိုးပေါ့ပြီးလို့ရှိရင်တော့တချို့လူတွေကြတော့လဲအခုမအလာရဲ့ PR တွေကိုအတင်းအကျပ်နော်ဆုံးချိခံရတဲ့လူတွေလည်းအဲ့ဒီမှာရှင်းဦးမှာပဲဆိုတော့တချို့လူတွေကတော့ရောက်မယ်ထင်တယ်နော်ဒေါ်လာရဲ့ဖက်မှာရောက်ဦးမယ်ထင်တယ်နော်အဲ့ဒီလူတွေအများဆုံးထက်ကနေပြီးတော့ပြန်ပြီးတော့ရောက်နေဦးမယ်တချို့လူတွေတကယ့် ဇာတ်ထက်တင်တဲ့လူတွေလုံဝစိတ်တမချတဲ့လူတွေကတော့ရောက်နေဦးမှာပဲနောက်တစ်ခုက AOD time ဆိုလို့ရှိရင်တကယ်เนาะအဲ့ဒီမှာ type ပို့တဲ့ပြင်ထားတယ်အဲ့ဒီနေရာတွေကတော့ကျွန်တော်တို့၄မျက်နှာရဲ့ပြီးလို့ရှိရင်သာပေါင်းရဲ့အင်ကပူရဲ့ရွှေတောင်ရဲ့ဆိုတော့အဲ့ဒီမှာ type ပို့တဲ့အများကြီးဖြစ်တဲ့ခါကျတော့အဲ့ဒါက AA နဲ့ပူပေါင်းဖွဲ့နေတယ်ပေါ့เนาะဆိုတော့အဲ့ဒီမှာ type ပို့တဲ့ဖြစ်တဲ့ type ပို့တဲ့ဖြစ်တဲ့ခါကျတော့အဲ့ဒီမှာဒီအကြအဆုံးတွေအဲ့ဒီမှာတစ်ခါတည်းရရရှိမှုလည်းအများကြီးပဲဆိုတော့အဲ့ဒီပတင်ဆေးုံမှာ nominee ကတက်တဲ့တည်င်းပေါ့ ဲ့ဒီပသိမ်ဆေးရုံမှာလုံးဝလုံးမဆန့်တော့မဆန့်တော့အခုနော်ကာဆေးလေးစီးနဲ့တောင်မှအခုရန်ကုန်ကိုရွှေ့ပြောင်းနေတယ်အဲ့ဒါကတူနာတွေပေါ့နော်တူနာတွေ ပြီးလို့ရှိရင်တော့အဲ့ဒီမှာဆိုလို့ရှိရင်အခုဖြစ်နေတဲ့နေရာတွေကအခုဆက်ဆက်ယိုတို့ဒေကုံတို့အဲ့ဒီနေရာမှာတိုက်ပွဲတွေအကြီးကြီးဖြစ်နေတယ်ဆိုတော့အဲ့ဒီမှာသူတို့ဒီကြဆုံမှုတွေဒီခိုက်တန်ရာရရှိမှုတွေများတဲ့ခါကျတော့အဲ့ဒီစခန်းအချို့ကိုအဲ့ဒီမှာတင်ပရရှိတယ်နော်တင်ပရရှိတယ်တဲ့အခိုင်မှာစခန်းကြီးလောက်တော့မဟုတ်ဘူးနဲ့တူပါတယ်နော်အဲ့ဒီမှာစခန်းအချို့ကိုလို့ပြောထားတယ်နောက်တချို့နော်စခန်းကြီးတယ်ဆိုလို့ရှိရင်တော့သူတို့နာမည်တက်တယ်လေနောက်ပါဖြစ်တဲ့ညာဖြစ်တဲ့နဲ့အဲ့ဒီနာမည်တွေနဲ့သူတို့ပေါ်ပြတဲ့တိကျဆိုတော့အခုကတော့စခန်းအချို့ဆိုပြီးတော့တုံးထားတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒီနေရာတွေကဆက်ဆက်ယုံနဲ့ ဲ့တေးကုန်အဲ့ဒီမှာတိုက်ပွဲမှာဖြစ်ပွားတဲ့ခါကျတော့အဲ့ဒီမှာနော်စခန်းအချို့ကိုတင်လို့ရတယ်ဘလော့ဆိုတော့ကျွန်တော်တို့မသိဘူးနော်မသိဘူးတတင်းကပေါ်ပြထားတာကျွန်တော်တို့မတွေ့ရဘူးနောက်တစ်ခုကတော့ကျွန်တော်တို့ဒီကိုတိုင်းပတောင်းနေမှာဆိုလို့ရှိရင်စက္ကဆိုင်အား30စစ်ကြောင်းထိုးတယ်ထိုးတဲ့ခါကျတော့ဒီဖက်ကနေပြီးတော့အေအေနဲ့ပုတ်ပုံကိုဖွင့်လိုက်တာတမလိုက်တယ်နော်တမလိုက်တဲ့ခါကျတော့အဲ့ဒီမှာ စကြောင်းကြောင်းလုံးပြတ်ခဲ့သွားတယ်။ဟိုဒီပြတော့ချေမှုခံရတယ်။ဆိုတော့တော်တော်ကိုချေမှုခံရတဲ့နေရာတွေတရက်မှာတစ်ခုလောက်တော့အခုတော်တော်တက်တာကိုတွေ့ရနေမယ်။အဲ့ဒါကိုကြည့်ချင်းအပြင်စကဆကတကယ်သူတို့တိုက်ပြီးတော့နိုင်တာမဟုတ်ဘူး။ခွေရတဲ့နေရာတွေအများစုက သူတို့ကနိုင်ငံရေးနည်းနဲ့အများအပြားတော့ကျွန်တော်တို့ဆရာကြီးတရုတ်ပေါ့နော်။တရုတ်ကိုအားကိုးတယ်။တရုတ်ရဲ့ PR အကြောင်းရတာပဲရှိတယ်နော်။ရတာကလည်းကျွန်တော်တို့ပင်ရတွေမှာရတယ်ဆိုလို့ရှိရင်တကယ် နော်ငွေမျက်နှာကိုကြည့်တဲ့နေရာတွေမှာရတယ်ဆိုတော့ MNDA တို့ TNL တို့ဆိုတာလည်းငွေမျက်နှာပဲငွေမျက်နှာပဲဘာဖြစ်ဆိုတော့သူတို့ရဲ့အကျိုးအမြတ်တွေကဒီတရုတ်ဖက်မှာရှိတယ်နော်အဲ့ဒီမှာသူတို့ရဲ့ပိုင်ဆိုင်မှုတွေအဲ့ဒီတကယ့်လူအကြီးကြီးတွေရဲ့ပိုင်ဆိုင်မှုတွေပြီးလို့ရှိရင်တော့ဘဏ်အခောင့်တွေငွေတွေအားလုံးတရုတ်ဘက်မှာအထားတာအထားတဲ့ခါကျတော့အဲ့ဒါကိုအကောင်လုံးပိတ်သိမ်းလိုက်တဲ့ခါကျလို့ရှိရင်သူတို့ရဲ့နော်ငွေရေးကြီးရဆိုလို့ရှိရင်ဒီခိုင်မှုအများကြီးရှိတယ်ပြီးလို့ရှိရင်ကောင်းဆောင်တွေရဲ့ နော်ဒီတော့လာလှူရှာမှုပါဆိုလို့ချင်းထင်းချုံမှုအများကြီးဖြစ်တယ်ဖြစ်တဲ့ခါကျတော့သူတို့ကအဲ့ဒီအကျိုးအမြတ်တွေကိုကြည့်ပြီးတော့လုံးဝသူတို့ကနားလိုက်တယ်နော်ဒီအန္တရာယ်နဲ့ MND တို့ကဆိုတော့အဲ့ဒီအကျိုးအမြတ်တွေကိုကြည့်ပြီးတော့သူတို့နားလိုက်တယ်အဲ့ဒီနားလိုက်တဲ့နေရာပေါ့အဲ့ဒီဟာကနောက်တစ်ခုကကျွန်တော်တို့ဒီဖက်မှာဆုံးရှုံးမှုရှိတဲ့နေရာကခုနကဆုံးရှုံးမှုရှိတဲ့နေရာကခရင်ပြင်းနေဒီလိုတိုင်းမဲ့ဆိုတော့သူတို့ရဲ့အကျိုးအမြတ်တွေအများကြီးရှိကြတယ်အရင်တော့ကဒီ source အောင်လို့ပါလို့ဆိုလို့ရှိရင်နော်သူတို့လာသူတို့စီမှာလာလို့ရှိရင်ငြုပ်ပြီးပေးရမယ်နဲ့ ဆိုတော့အခုဘလူးလိုပါတော့အခုမင်းလက်ပံတော့မှချိလိုက်တကယ်ကြီးကြီးချိတ်ချိတ်သူတို့ရဲ့ကာကွယ်ပေးထားတာသူတို့ကာကွယ်ပေးထားတာမဟုတ်ဘူးပါဘူးညာဘူး ਨੇ သူတို့ပြောတယ်အဲ့ဒီမှာတကယ် KMU ကဝင်စီးတဲ့အခါမှာနော်အဲ့ဒီမှာဘလောက်ရှိလဲနော်တို့လည်းအများကြီးရှိတယ်လေအဲ့ဒီမှာဒီ DKPA 230 230တောင်မှလက်နဲ့ကင်ပြီးတော့အဲ့လိုမျိုးလှုပ်ရှားနေကြတာကောင်းစားနေကြတာဆိုတော့အခုကတော့အဲ့ဒီနေရာတော့ဖြတ်တန်းသွားလာခွင့်မပြုဘူးလို့ပါဘူးညာဘူးလို့အမျိုးမျိုး statement တွေကထွက်ပြီနော်အဲ့ဒီ DKPA က ငါရင်းတော့ငါအားအကုန်လုံးပုံပုံလောက်လုပ်မယ်ပါမယ်ညာမယ်အခုကတော့အဲ့ဒီနေရာမှာဝင်ဖို့အတွက်လုံးဝလက်မခံတော့ဘူးဘာဖြစ်လဲသူတို့ဟောဝင်လို့ရှိရင်အကုန်လုံးပုံကုန်လို့မှလေသူတို့လှုပ်ဝှက်ချက်လည်းအကုန်လုံးပုံကုန်လို့မယ်ဆိုတော့ထိုင်းဖက်မှာတော်တော်ကိုနော်အဲ့ဒီမှာပိတ်မိနေတယ်ဒီကြားဖြတ်လို့ဟုတ်ကဲ့ နော်ကုလို့မရဘူးထိုင်းဖက်ကလည်းအဝယ်မပေးဘူးဆိုတော့ထိုင်းနဲ့ KL နဲ့ပူပေါင်းလို့လုပ်တယ်တခြားနိုင်ငံတို့ကပါဝင်လာကျွန်တော်တို့မတွေ့ရသေးဘူးဆိုတော့အနီးဆက်ဆုံးတော့ထိုင်းထိုင်းကတော့အဝယ်မပေးဘူးမဝယ်ပေးတဲ့ခါကျတော့အဲ့ဒီတောင်ရင်ကမ်းနားမှာနေတဲ့ညာကြီးပိတ်မိနေတယ်အဲ့ဒီမှာနော်ဆိုတော့ဒီဖက်ကလည်းနော်လုံးဝပိတ်ထားတယ်ဆိုတဲ့ခါကျတော့အဲ့ဒီနေရာမှာလည်းကျွန်တော်တို့ကြည့်လိုက် KL နေမြေမှာ သူတို့လည်းတိုက်လိုက်ပေးလိုက်တိုက်လိုက်ပေးလိုက်တိုက်လိုက်ပေးလိုက်အဲ့ဒါပဲအဲ့ဒါတည်းမဲ့ခြာလာပတ်လန်လိမ့်နေတာပဲဆိုတော့အဲ့ဒါတွေကအကုန်လုံးကဂျိုမြက်တွေကြီးပဲနော်ဂျိုမြက်တွေပဲဘာဖြစ်လို့ဒီလိုပြောရတယ်လဲဆိုလို့ရှိရင်အခုတကက်နာမည်ကြီးတဲ့ရွှေကုတ်ကိုကြောက်ဖြဲအကြီးစားရှိတဲ့နေရာကိုအေဆေးဝါတို့သိမ့်တဲ့အခါမှာဝင်သိမ့်တဲ့အခါမှာသိမ့်လို့ရတော့မယ်ဘသူမှမလုပ်ရဲတဲ့ဟာကိုဒီအဂျိုမြက်ကိုအခုသူတို့ KNU တော့မှမလုပ်ရဲဘူးလေဒီရွှေကုတ်ကိုတကက်တိမလုပ်ရဲသေးဘူးလေမလုပ်ရဲသေးဘူးအဲ့ဒါကိုနေပြီးတော့ဒီဖက်ကနေပြီးတော့ဝင်စည်းတာ ပထမတော့ပါဝင်တလုံးလုံးပါလုံးလုံးနဲ့နောက်ဆုံးကျတော့ဒီအကျုံအမြတ်တွေကိုချိန်ပြီးတော့ကိုလိုကိုကိုပမာတမလိုက်တာလေငါတမလိုက်တာနော်ပြုံးခါနေပဲနော်ပြုံးခါနေပဲဆိုတော့အဲ့ဒါကိုပဲချိန်လိုက်တယ်ဒါအကျုံအမြတ်ပဲဒီဒီအကျုံအမြတ်ကြောင့်အခုဒင်္ဂါညင်တော့ဘာလို့တနက်တစ်ချက်မှမဖောက်ဘူးခလိုလိုက်တယ်ဆိုတော့စခန့်တော့ညရွယ်လို့လိုလိုက်တာ မြောက်တယ်လေဒီလိုပဲလေ၃၄၀ပဲကြံတဲ့ဟာကိုတိုက်တော့မနိုင်ဘူးဆိုတာဘလို့မှမဖြစ်နိုင်ဘူးလေဒါအကျိုးအမြတ်တွေပဲလေဒါလို့လေခလုံးတိနေကြတာပဲဒီအကြောင်းတွေပေါ့နော်ဒါပေမဲ့သူတို့ကတော့မပါပါဘူးဘာဘူးညာဘူးလည်းပြောကြတာပေါ့ဒါပေမဲ့ဒါအကျိုးအမြတ်တွေကြီးပဲဒေါ်လာရဲ့မအောင်မြင်တဲ့နေရာကသူများအကုန်လုံးအကျိုးအမြတ်တွေပဲဆိုတော့အခုကျွန်တော်တို့တွေ့ရနေမယ်ခရင်ပြင်းနေလုံးဝမအောင်မြင်ဘူးတိနေရတယ်မရတာမဟုတ်ဘူးဒါပေမဲ့ပြန်ပြေးလိုက်တယ်နောက်ဆုံးကျတော့ကြီးနေရတယ်အဲ့ဒါပဲဆိုတော့အခု TNL တို့ MNL တို့ဒီလိုပဲအကျိုးအမြတ်တွေကြီးပဲဆိုတော့အဲ့ဒါကိုချစ်ချင်အပြင်ဒါလည်းဒီလိုပဲ နော်အခုပြန်လှည့်သွားပြီအခုလိုမိုကိုတို့ပါတော့ဆိုရင် PDF တော့ကျွန်တော်အပြင်မှာစောင်းခိုင်းတာနော်အကောင်တော့ဒီအရအဝန်းနဲ့ကျွန်တော်ဖွင့်တာနော်စကားစားတွေကိုဆိုတော့အဲ့ဒါကိုပဲချိန်လိုက်လေနော်ဒီဖက်ကလည်းတကယ့်မဟာမိတ်တယောက်ဆုံးရှုံးရတော့မယ်ဆိုတော့အဲ့ဒါမမက်ကကန်းလည်းမလုပ်ချင်ဘူးရန်သူတွေပို့တော့တိုးပွားလာတော့မယ်ဆိုတော့အဲ့ဒါတွေကတော်တော်ကိုအချို့အမျက်တွေတရုတ်လည်းဒီတိုင်းပဲတရုတ်မျက်စိမှိတ်ပြီးတော့ဒီနေ့မအားလာကိုထောက်ခံတာဒါအချို့အမျက်ပဲသူရဲ့အချို့အမျက်တွေအများကြီးပဲ company တွေအများကြီးပဲသူရဲ့လုပ်ွက်တွေအများကြီးပဲသူရဲ့လက်နက်ကိုင်တွေအများကြီးပဲ နော်မြန်မာနိုင်ငံကအကောင်လုံးထိ ंछ ုတ်တဲ့ပုံစံမျိုးတော်မှရှိတယ်နော်တရုတ်ကဒါအကျိုးအမြတ်ရတယ်ယူပဲနော်ပြည်သူလူထုတွေဒီလောက်သေးတာငါဒါမှတရားဖို့ဆိုတာသူသိတယ်ဒါပေမဲ့အကျိုးအမြတ်ပဲဒါလေနော်အဲ့ဒါကိုချစ်ချားပြတရုတ်ကိုချစ်လိုက် MNL နဲ့ TNL ကိုချစ်လိုက်ဂရင်ပြည်နယ်ကိုချစ်လိုက်ဒါအကျိုးအမြတ်လို့ယူပဲအကျိုးအမြတ်လို့ရှိတဲ့နေရာဟိုသမျှကမှမောင်းမြင်ဘူးအော်တိုက်ပွဲပြတော့မှမောင်းမြင်မှာမဟုတ်ဘူးနောက်တစ်ခုကဒီအခုဒေါက်တာဆာဆာဒေါက်တာဆာကဒီအဖြစ်ဖြစ်ဆိုင်ရာပူပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနကနော်သူကဝန်ကြီးတယောက်ဖြစ်တယ်ဆိုတော့သူကနှုတ်ထွက်လိုက်ပြီဆိုတော့ เนาะသူကတော့နှုတ်ထွက်စာကိုအရင်ကစက်တင်ဘာလတတိယနေ့တင်နေလို့ကျွန်တော်တို့ကြားရတယ်ဆိုတော့အခုကတော့နှုတ်ထွက်ပြီနှုတ်ထွက်ပြီဆိုတော့ဒီဒေါက်တာဆဆာတို့ဘာလို့လဲပထမတော့ဟော်မိုဟော်မိုနဲ့ပဲနောက်နောက်ဆုံးကျတော့ဘာမှအသုံးမကျအောင်နော်ဘာမှအသုံးမကျအောင်အခုခုလကမကမှထိုင်နေတဲ့တန်မှန်းကြီးဥကြုံမထုံးနေဒီလိုပဲလေအဲ့ဒီမှာတယောက်ထိုင်နေပြီးတော့ဒီမအလာကအဲ့ဒီလော်ဘီတွေကိုငှားပြီးတော့တယောက်နေအောင်ငှားပြီးတော့ဂျာလောက်တာတော့မှအောင်မြင်တဲ့ဟာကိုအဲ့လိုမျိုးတကစ်တရားဝင်ဟုတ်ရုံးမှထိုင်ပြီးတော့နေတဲ့လူကနော်အမြင့်တဲ့တင်ပြနိုင်တင်ပြလို့ရတဲ့လူကဘာတခိုးမှမလုပ်ပြနိုင်ဘူးဘာ ရလက်ခုမှမရှိဘူးဒီနေ့တက်ဒီပါခုမှမရှိဘူးเนาะဆိုတော့အတကိုပဲချိလိုက်လေเนาะညာတွေကเนาะသူတို့ဒီ NUG ရဲ့အသုံးချမှုတွေအများကြီးရှိတယ်အခုဒေါက်တာဆာလည်းထွက်သွားပြီကောင်းတယ်အတာသူတို့เนาะအခုအစိုးရအဖွဲ့အသင်းမှာသူတို့ပြောလို့မဲ့เนาะပြောလို့လုံးမဲ့အစိုးရအဖွဲ့မှာမပါတော့ဘူးလို့ပြောတာပဲမပါတာလည်းကောင်းတယ်လေဘာမှအသုံးချမှုကြာတာเนาะဆိုတော့အခုဒီတဲ့တင်တို့ကျွန်တော်တို့ကြားလိုက်မယ်ဆိုတော့ NUG ရဲ့တဲ့တင်တွေကတော့တဲ့တင်ဆိုးလေပါပဲเนาะတဲ့တင်ဆိုးလို့ပါပဲဟုတ်လားမဟုတ်လားဆိုတာဒါကိုပဲကြည့်လေကျွန်တော်တို့ကเนาะတကက်ပိတ်ပြီးတော့ပြောနေတာမဟုတ်ဘူးလေเนาะ ဆိုတော့သူတို့ရဲ့ဖြစ်ပျက်ကိုအတင်းမှာပေါ်ပြတယ်ပေါ်ပြတဲ့ဟာကိုကျွန်တော်တို့ကပြန်ပြီးတော့ share လုပ်တယ်အဲ့ဒါကိုသုံးသပ်တာလည်းရှိတယ်။ဒါမှတင်းလေးရှိသလိုအတင်းလေးရှိတယ်เนาะအတင်းလေးရှိတယ်။ဆိုတော့ဒီနေ့နိုဝင်ဘာလ29ရက်နေ့မှာတတိယမီဒီယာတွေမှာပေါ်ပြထားတဲ့အကြောင်းအရာတွေကတော့ဒီလောက်ပဲဆိုတော့နောက်နေ့မှာပြန်ဆုံကြရအောင်။ဟုတ်က Subscribe ကိုနေခါလို့ကိုနေပေးချပေးကျွန်တော်ဒီ